အလုံးမဲ့မင်္ဂလာပါရှင်ညီမစကေးကနေပြန်လဲချူဆိုလိုက်ပါတယ်ဒီနေ့သင်ခန်းစာကတော့ difference between brain and take brain and take နဲ့မှာဘာတွေကွာလဲဆိုတော့ဒီနေ့လေ့လာမှာပဲဖြစ်ပါတယ်ညီမလိုပြောမယ်ဆိုလို့ရှိရင် brain ဆိုတာကိုယူလာတယ်လို့ခေါ်တယ် take ကကြတော့ယူသွားတယ်လို့ပြောတယ်အဲ့လိုဆိုရဲတော့ဒီစကလုံးနှစ်ခုရဲ့အကွာတာကတော့ကျွန်တော်ဘယ်နေရာကိုဥတည်ပြီးတော့သွားလဲဆိုတဲ့ပုံမှာမူတည်တာပေါ့နော်တစ်ခုကလာလဲနောက်တစ်ခုကကျတော့သွားတယ်ဆိုတော့ brain ကိုသုံးမယ်ဆိုလို့ရှင်ကျမတို့ကအရာတစ်ခုခုပြောရဲလို့ပြောခံရလို့ဒါမှမဟုတ်လို့ရှင်နေရာတစ်ခုခုကိုဥတည်ပြီးတော့သွားတယ်ဆိုလို့ရှင် brain ကိုသုံးပြီးတော့အဲ့နေရာကနေအဝေးတနေရာကိုသွားတယ်ဆိုလို့ရှင်နော် take နဲ့သုံးပါတယ်ဆိုတော့ပထမ brain ကိုအရင်ကြည့်လိုက်အောင် brain ဆိုတာက movement toward a specific location ဒီနေရာတနေရာကို ဦးတည်ပြီးတော့သွားလို့ရှင်ကျမတို့က brain ကိုသုံးပါတယ် use brain when something is moving toward a speaker or the listener ကျမတို့က brain ဆိုတဲ့ဟာကိုသုံးပါ brain ဆိုတဲ့စကားလုံးကိုသုံးပါတယ်ဘယ်လိုအချိန်မျိုးမှာလဲဆိုလို့ရှင်ဒီအရာတစ်ခုခုကတဲ့ ဒီစကားပြောတဲ့သူဒါမှမဟုတ်လို့ရှိရင်အပြောခံသူကိုဥတီပြီးတော့သွားလို့ရှိရင် brain ကိုသုံးပါတယ်တဲ့ဆိုတော့ attention the speaker or listener is waiting at a location and the object is coming toward them so imagine so စကားမစစချင်ပေါ့နော် the speaker or listener ပြောတဲ့သူဒါမှမဟုတ်လို့ရှိရင်နားထောင်နေသူက is waiting at a location နေရာတနေရာမှာသူကနေစောင့်နေပြီးတော့ and the object is coming toward them object ဆိုတာပစ္စည်းတစ်ခုကသူစီရောက်လာမျိုးပေါ့နော်အဲ့လိုအချိန်မျိုးမှာဆိုလို့ရှိရင် brain ကိုသုံးပါတယ်တောင် portion တော့ကျွန်တော်ဒီပုံလေးနဲ့ပါတယ်စဉ်းစားကြည့်လိုက်ရအောင်နောက်ဆုံးတစ်ခုက toward the speaker speaker စီကိုဥတည်ပြီးသွားတယ်တဲ့ movement to where the speaker is speaker ရှိတဲ့သူကိုဒီဥတည်ပြီးသွားတဲ့အချိန်မျိုးပေါ့နော်အဲ့လိုအချိန်မျိုးဆိုလို့ရှိရင်ね brain ကိုသုံးတယ် bring your laptop to my office ဆိုတော့ speaker ကဒီကောင်မလေးကနေပြောလိုက်တယ်နင်းရဲ့ laptop ကိုငါ့ဆီရုံခန်းထဲကိုယူလာခဲ့လို့ပြောတာဆိုတော့ဒီနားထောင်နေတဲ့ကောင်လေးကဒီရုံခန်းထဲမှာမရှိဘူးတခြားတနေရုံခန်းအပြင်မှာရှိနေမှာပေါ့နော်အဲ့လိုဆိုရတဲ့အတွက် laptop ကိုယူလာခဲ့ဆိုတဲ့အချိန်မှာဒီ laptop ဆိုတဲ့ object က ဒီတခြားတနေရာကနေပြီးရုံခန်းကိုလာတယ်ရုံခန်းက speaker ရှိတဲ့နေရာမလို့သူ့စီကိုဥတီပြီးလာတယ်ဆိုရတဲ့အတွက်ဒီနေရာမှာကျမတို့က brain ကိုသုံးတယ်ပေါ့နော် bring your laptop to my office ဒီအတိုင်းပဲနောက်တစ်ခု example က bring me a glass of water please ငါ့ကိုရေတစ်ခွက်ယူလာပေးပါတဲ့ ကျေစုပြုပြီးတော့ဗောနော်ဆိုယူလာပေးပါဆိုတော့ကမလေးကရှိနေတဲ့နေရာကနေပြီးတော့ရှိနေတဲ့နေရာကိုဒီ listener ကိုယူလာခိုင်းတာဆိုတဲ့အတွက် maybe သူတို့နှစ်ယောက်ကအိမ်တက်အိမ်ခန်းတစ်ခန်းထဲမှာလည်းရှိကောင်းရှိမယ်အဲ့ဒီအချိန်မှာသူကနေပြီးတော့ငါစီကိုရေယူလာခဲ့ဆိုရေခွက်ကဒီ speaker ဆိုရဲပြောရတဲ့သူစီကိုဥတီပြီးသွားတယ်ဆိုတဲ့အတွက်ဒီနေရာမှာလည်း brain ကိုအသုံးနေပေါ့နော်ကျွန်တော်မြန်မာလိုဘာသာပြန်လို့ရှိရင်လည်းရေတစ်ခွက်ယူလာပါလို့ပြောတာမျိုးပေါ့နော်ဆိုတဲ့အတွက် bring ကိုတောင်းတယ် bring me a glass of water please နောက်တစ်ခုကကြာ toward the listener the listener ဆိုနားထောင်တဲ့သူစီကိုဥတီပြီးသွားတဲ့အရာတဲ့ movement to where the listener is or will be movement ဆိုဒီဒီပစ္စည်းတစ်ခုကပေါ့နော်သွားမဲ့ movement ကဒီပြောတဲ့သူကိုအခုရှိနေတဲ့နေရာဒါမှမဟုတ်လို့ရှိရင် future မော်နော်အနာဂတ်မှာရှိမဲ့နေရာမျိုးကိုသွားလို့ရှိရင် အဲ့ဒါကိုအဲ့ဒီအဥ္စာကိုလည်းကျွန်တော် brain နဲ့သုံးပါတယ်တဲ့ဆိုတော့ဒီနေရာမှာ speaker ကပါပြောလဲဆိုတော့ I will bring the documents to you now ငါကနင့်စီကိုဒီ documents အစာရဆိုင်အနေယူလာခဲ့မယ်အခုယူလာခဲ့မယ်လို့ပြောတာအဲ့လိုဆိုရတဲ့အတွက်ဒါသူစီမှာရှိတဲ့စာရွက်စာရမ်းတွေကိုဒီ listener နားထောင်နေသူသူစီကိုဥတီပြီးရယူမယ်ဆိုတဲ့အတွက်ဒီနေရာမှာ brain လို့ပြော brain နဲ့ပဲသုံးပါတယ်။လို့ပါတာပြင်မယ်ဆိုလို့ရှိရင်လေ ငါဒီ document တွေကိုငါ link စီကိုယူလာမယ်လို့ပြောရဲဆိုရဲတူက bring က make sense ဖြစ်တယ်ပေါ့နော်ဆိုတော့ i will bring the documents to you now နောက်တစ်ခုကကြတော့ she is bringing your coffee to your desk ဆိုတော့ speaker ကနေပြီးတော့ပြောနားထောင်နေသူကိုပြောလိုက်တယ်သူမက coffee ကို nên စီနေ coffee ကို yeah desk ပေါ့နော်ခုံစီကိုယူလာမိမယ်လို့ပြောလိုက်တာ။အမကစပီကာကကိုယ်တိုင်ယူသွားတာမဟုတ်ပင်မဲ့လည်းပဲ ဒီ coffee ဆိုတဲ့ object ကိုပေါ့နော် toward the listener နားထောင်နေသူစီကို direction ရယူမယ်ဆိုတဲ့အတွက်ဒီနေရာမှာလဲ bring ကိုသုံးပါတယ်နောက်တစ်ခုကကြတော့ toward both the speaker or listener in the future နောက်တစ်ခုကဘယ်လိုမျိုးလဲဆိုတော့ဒီပြောရတဲ့သူရောနားထောင်နေသူရော အနာဂတ်မှာရှိတဲ့ CEO ယူသွားမယ်ဆိုလို့ရှင်လဲကျမတို့ brain နဲ့ပဲသုံးပါရဲ့တဲ့ဆိုတော့ she will bring the drinks to the picnic tomorrow ဟာတဲ့အိဗေကသူမကမနက်ဖြန်ဒီပျော်ပွဲစားထွက်လို့ရှိရင် အဟိုတောက်ဖို့အတွက်အေးတွေပေါ့နော် drinks တွေယူလာမယ်အဲ့လိုပြောတာပေါ့အဲ့လိုဆိုရတဲ့အခုချိန်မှာပြောတဲ့သူရောပြောခံသူက picnic ပြောပွဲစားမှာမရှိသေးပေမဲ့လည်းမနှက်ပြန်ကြလို့ရှိရင်သူတို့နှစ်ယောက်လုံးကပြောပွဲစားဒီ picnic မှာရှိပြီးတော့ဒီကောင်မလေးက drinks တွေကိုသူတို့စီဒီ picnic ကိုယူလာမှာပေါ့နော်အဲ့လိုအချိန်မျိုးမှာဆိုလို့ရှိရင်လည်းအနာဂတ်မှာသူတို့ရှိမယ့်နေရာဆိုလို့ရှိရင်လည်း ဒီ brain နဲ့တုံးလို့ရပါတယ်သူက they will bring the project files to the meeting next week နောက်တပတ်ကြလို့ရှိရင်တဲ့ meeting ကိုသူတို့တွေက project files ယူလာပါလိမ့်မယ်တဲ့ဆိုတော့ meeting ကအခုဖြစ်သေးတာမဟုတ်ဘူးဒါပေမဲ့နောက်တပတ်ကြလို့ရှိရင်ကျင်းပမယ့် meeting ပေါ့နော်အဲ့ဒီ meeting မှာ listener or speaker ကရှိနေမယ်ဆိုတဲ့အတွက်သူတို့ကတစ်တပတ်ကြလို့ရှိရင်စာရေးဆိုင်ရာနေယူလာလိမ့်မယ်လို့ပြောတာဆိုတော့ဒီ future မှာပေါ့နော်အနာဂတ်မှာ ရှိသူတို့ရှိနေမယ့်နေရာကို project files ပေါ့ဒီ server ဆိုင်နေကဥတီပြီးတော့သွားမယ်ဆိုတဲ့အတွက်ဒီနေရာမှာလည်း brain နဲ့သုံးပါတယ်ဆိုတော့ brain ပြီးလို့ရှင်ကျွန်တော် take ဆိုပေးနေရာမှာသုံးလဲဆိုတာကိုကြည့်လိုက်ရအောင် take movement away from the specific location specific location မနေရာတနေရာကနေပြီးတော့ ဟိုအဝေးကိုထွက်သွားတဲ့ movement ဆိုလို့ရှိရင်အဲ့နေရာမျိုးမှာ take ကိုသုံးပါရဲ့တဲ့ use take when something is moving away from the speaker or listener use take ဆိုတော့ take ဆိုတဲ့စကားလုံးကိုသုံးပါတဲ့ဘယ်လိုနေရာမျိုးမှာလဲဆိုလို့ရှိရင်ဒီအရာတစ်ခုခုကပေါ့နော်ဒီ object အရာတစ်ခုခုကတဲ့စကားပြောရတဲ့သူဒါမှမဟုတ်လို့ရှိရင်လည်းနားထောင်နေသူရဲ့အဝေးကိုသွားလို့ရှိရင် take နဲ့သုံးလို့ရပါတယ်တဲ့ The action focuses on carrying or moving something away to another place. The action. The load sound check up on our we are inside the solution on carrying. The I one, the moment solution moving. ဒီရွေ့သွားတဲ့ဥစ္စာ something away from another to another place so အခုရှိနေတဲ့နေရာကနေပြီးတော့တဲ့တခြားတနေရာကိုတဲ့ဒီပစ္စည်းတစ်ခုခုကသွားတယ်ဆိုလို့ရှိရင်လည်းအဲ့လိုအချိန်မျိုးမှာကျွန်တော်တို့ take ကိုယူပြီးတော့သုံးပါရဲ့တဲ့ so ro patama uzo example ka away from the speaker or the listener speaker စကားပြောရတဲ့ဝ listener နားထောင်တဲ့လူရောရဲ့စန့်ခြင်းပဲပေါ့နော်တခြားနေရာကိုသွားတယ်ဆိုလို့ရှိရင်တဲ့ take ကိုသုံးတယ် different place from their current location သူတို့နှစ်ယောက်လုံးရှိနေရဲ့နေရာမဟုတ်တဲ့တနေရာကိုသွားတယ်ဆိုလို့ရှိရင် take ကိုသုံးတယ်ပေါ့နော်ဒီနေရာမှာ speaker ကပြောလဲဆိုတော့ please take this book to the library ဒီစာအုပ်ကိုတဲ့ library ဆိုတော့ဒီစာကြီးတိုက်ကိုယူသွားပါလို့ပြောတာပေါ့နော်ဆိုတော့စာကြီးတိုက်ကပြောနေတဲ့သူလည်းမရှိဘူးဒီ listener ကလည်းမရှိသေးတဲ့နေရာပေါ့နော်အဲ့နေရာကိုစာအုပ်ကို လစ်စနာယူသွားရမယ်ဆိုတဲ့အတွက်သူတို့မရှိရတဲ့နေရာနောက်တစ်ခုကကြာစပီကာရဲ့အဝေးကိုယူသွားတာဆိုတဲ့အတွက်ဒီနေရာမှာဆိုလို့ရှိရင် take ကိုသုံးတယ်ကျွန်တော်ဘာသာပြန်လို့ရှိရင်လဲ please take this back to the library ဒီစာအုပ်ကို library ကိုယူသွားပါလို့ပြောရပေါ့နော်အဲ့လိုဆိုတဲ့အတွက်ဒီနေရာမှာ take ကိုသုံးပါတယ်နောက်တစ်ခုကကြာတော့ she took her dog to the park ဒီပန်းချံကိုတဲ့သူ့ခွေကိုခေါ်ရတယ်တဲ့ဒီနေရာမှာကသွားတဲ့သူက speaker လည်းမဟုတ်ဘူးပြောတဲ့သူမဟုတ်ဘူး listener နားထောင်နေသူလည်းမဟုတ်ပါဘူး third person ပေါ့နော်ဆိုတော့တခြားတယောက်အကြောင်းပြောတာအော်သူမကသူ့ခွေးကိုပန်းချံကိုခေါ်သွားရဲ့တဲ့အဲ့ဒီပန်းချံကပြင်စဉ်းစားလို့ရှိရင် speaker ရော listener နှစ်ယောက်လုံးမရှိတဲ့နေရာပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့က she took her dog to the park သူမကသူ့ခွေးကိုပန်းချံကိုခေါ်သွားတယ်လို့ဆိုပြီးတော့သုံးတယ် take နဲ့သုံးတယ်ပေါ့နော် နောက်တစ်ခုက they are taking the kids to the zoo next week နောက်တစ်ပတ်ကျလို့ရှိရင်တဲ့ကလေးတွေကိုသူတို့ကပန်းဟိုဗာလဲတရိတ်ဆိုင်ရုံကိုခေါ်သွားမယ်တဲ့ဆိုတော့တရိတ်ဆိုင်ရုံကဒါအနာဂတ်မှာရှိမယ့်ဥစ္စာပေါ့နော်ခေါ်သွားပြီးတော့သူတို့နှစ်ယောက်က listener speaker ရော ဟိုဘယ်လိုပြောမလဲသူတို့မရှိမဲ့နေရပါတော့ listener နဲ့ speaker ကဒီ zoo ကိုသွားမှာမဟုတ်ဘူးတခြားသူတွေကနေပြီးတော့ခလေးတွေကို zoo ကိုခေါ်သွားမယ်ဆိုတဲ့အတွက်ဒီနေရာမှာဆိုလို့ရှိရင်လေသူတို့မရှိတဲ့နေရာမလို့ take နဲ့ပုံနဲ့ဆိုတော့ comparison ဆိုဒီနှစ်ခုကို compare လုပ်တဲ့ဟာပေါ့နော်ရှင်ပြီးတော့သုံးတဲ့တနေရာထဲမှာပဲ sentence cut ဆင်ဆင်မှာပဲသုံးတဲ့ဟာကိုကြည့်လိုက်ရအောင် ကျမတခုမှာ speaker က I am taking the boxes ဒီ boxes တွေကိုငါကယူသွားမယ်လို့ပြောတာဆိုတဲ့အတွက်အခု speaker listener ရှိနေတဲ့နေရာကနေပြီးတော့တခြားနေရာကိုယူသွားမှာဖြစ်တယ်ဆိုတဲ့အတွက်ဒီနေရာမှာ take နဲ့သုံးပါတယ်ဒုတိယတခုကကြတော့ I am bringing the boxes ငါဒီ box တွေကိုယူလာမယ်လို့ပြောတယ်ဆိုတဲ့အတွက်တခြားတနေရာကနေပြီးတော့ listener ရှိတဲ့နေရာပေါ့နော်သူရောက်သွားမယ့်နေရာ listener ရှိပြီးသားနေရာကိုပြောတယ်ဆိုတဲ့အတွက် bring နဲ့သုံးတယ်။နောက်တစ်ခုကကြတော့ bring your book with you when you come here speaker ပြောတယ်စာအုပ်ကိုနင်းနဲ့တူတူရှူလာပါနင်းလာလို့ရှိရင်ဆိုတော့ဒီအချိန်မှာဒီစာအုပ်က speaker C ကိုတခြားတနေရာကနေပြီးတော့လာမယ်ဆိုတဲ့အတွက် brain နဲ့သုံးတယ်။နောက် sentence က take your book with you when you leave နင်ပြန်လို့ရှိရင်စာအုပ်ကိုယူသွားရည်လို့ပြောတယ်။စာအုပ်ကိုယူသွားရည်ဆိုတဲ့အတွက်အခု listener speaker ရှိတဲ့နေရာကနေပြီးတော့ listener ကထွက်ခွာသွားလို့ရှိရင်စာအုပ်ယူသွားမှာဆိုတဲ့အတွက်တခြားတနေရာကိုသွားတယ်။ဒီ speaker ရဲ့အပွေးကိုသွားရည်ဆိုတဲ့အတွက်ဒီနေရာမှာ take နဲ့သုံးတယ်။ ဒီလောက်ဆိုလို့ရှိရင်တော့ဒီ brain နဲ့ take ကိုနားလည်မယ်လို့ထင်ပါတယ်ဆိုတော့တကယ်နားလည်လားဆိုတော့ကျွန်တော် practice exercise လုပ်ပြီးတော့ကြည့်လိုက်ရအောင်ပထမဆုံးတစ်ခုမှာ if you're coming over later blank your guitar so we can play music if you're coming over later ဆိုတော့ကနင်နောက်ပြီးလာလို့ရှိရင် blank your guitar နင်ကီတာကိုယူလာလို့ပြောမလားယူသွားလို့ပြောမလားပေါ့နော် so we can play music ငါတို့တချင်းတီးလို့ရအောင်တဲ့ guitar ကိုငါစီကိုလို့ဆိုရတဲ့ speaker ကသူ့စီကို direction ဆိုရတဲ့ယူလာဆိုတာဖြစ်မယ်ဆိုရတဲ့ if you come in over later bring your guitar so we can play music နင်နောက်ပြီးလာလို့ရှင် guitar ကိုယူလာဆိုလို့ရှင်ငါတချင်းတီးလို့ရမယ်တဲ့ဒုတိယတစ်ခုကကြတော့ he forgot to blank his phone with him when he left သူပြန်တဲ့အချိန်မှာတဲ့ဒီ ကောင်လေးကသူ့ဖုန်းကိုမေးချင်ခဲ့တယ်တဲ့ယူဖို့မေးချင်ခဲ့ယူသွားဖို့မေးချင်ခဲ့လို့ဖြစ်မလားယူလာဖို့မေးချင်ခဲ့လို့ဖြစ်မလားသူပြန်နေဆိုတဲ့အတွက်စဉ်းစားလို့ရှင်ဟို speaker ရှိနေတဲ့နေရာကနေပြီးတော့ဒီကောင်လေးကထွက်သွားတာ right ဆိုတဲ့အတွက်သူက speaker ရဲ့ away ကိုသွားတယ်သူတို့ရှိနေနေရာတခြားတနေရာဆိုတဲ့အတွက် he forgot to take his phone with him when he left သူပြန်တော့ငါသူ့ရဲ့ဖုန်းကိုယူသွားဖို့မေ့သွားတယ်လို့ပြောတာတတိယဆိုတော့တဖြေက take ဖြစ်မယ်ပေါ့နော် he forgot to take his phone တတိယတစ်ခုကကြာတော့ blank these flowers to your mother when you see her တော့အတေးဘယ်ကဒီပန်းနေကိုနင်းအမေစီကိုယူသွားပါနင်းသူ့ကိုတွေ့လို့ရှိရင်ဆိုတော့ဒီပန်းနေကအခုရှိနေနေရာကနေပြသူ့အမေစီတခြားတနေရာကိုရောက်သွားမယ်အဲ့တနေရာမှာသူ့အမေရှိနေနေရာမှာ speaker ကလည်းမရှိဘူးပေါ့နော်ဆိုတော့တခြားတနေရာကိုရောက်သွားမယ်ဆိုတဲ့အတွက် take these flowers to your mother when you see her. So uh, the flowers go to Niama. Uh, take this flower, Open I will bring some snack to our study session. 我 study 就 salo to do long session 过来啊。 snack ဆိုတော့မုန့်နေယူလာခဲ့မယ်ပေါ့နော်ဆိုတဲ့အတွက်အခုလုံးလုံးဆယ်မှာရောပြောနေတဲ့သူရောပြောတဲ့သူပြောခံတဲ့သူရောဒီ study session မှာမရှိဘူးပေါ့နော်ဒါပေမဲ့ future မှာရှိမယ်ဆိုတဲ့အတွက် future မှာသူတို့နှစ်ယောက်လုံးအတူတူရှိမယ်ဆိုတဲ့အတွက်ဒီညမှာ brain ကိုသုံးမယ် I will bring some snacks to our study session not cool can you blank your dog to the vet this afternoon နင်းကနင်းရဲ့ခွေးကိုတဲ့ to the vet ဆိုတာကခွေးဆရာဝန်ပေါ့နော် this afternoon ဆိုဒီနေ့နေ့လယ်မှာတဲ့ခွေးကိုယူသွားဒီဆရာဝန်စီကိုခေါ်သွားနိုင်မလားလို့ပြောတာပေါ့နော်ဆိုရဲတော့ the vet ကဒီနေ့ဟိုဆရာဝန်စီကသူတို့မရှိတဲ့တနေရာဖြစ်တဲ့အတွက် can you take your dog to the vet this afternoon ခွေးကိုအဲ့ဒီကိုခေါ်သွားပါလို့ပြောတာပေါ့နော်နောက်တစ်ခုကကြတော့ can you blank me a glass of water from the kitchen ဒီမီးပူချောင်တွေကနေပြီးတော့တဲ့ရေတခွန်းငါးစီကိုယူလာပေးလို့ရမှာတဲ့ speaker ကငါးစီလို့ပြောရဆိုရတော့ can you bring me a glass of water from the kitchen bring it တော့ပါတယ်နောက်တစ်ခုကကြတော့ don't forget to blank your umbrella when you leave နေပြန်လို့ရှိရင်တဲ့ ခြေကိုမမေ့ခဲ့နဲ့တဲ့ဆိုတော့ပြန်လို့ရှိရင်ဆိုရက်အတွက်သူတို့ရှိနေတဲ့နေရာကနေပြီးတော့ speaker listener ကိုရှိနေတဲ့နေရာကနေပြီးတော့တခြားနေရာကိုတွားမယ်ဒီနေရာကနေထွက်သွားမယ်ဆိုရက်အတွက် don't forget to take your umbrella when you leave နင်ပြန်လို့ရှိရင်ခြေကိုမမေ့ခဲ့နဲ့ဆိုတော့ဒီနေရာကနေထွက်ခွာရဲဆိုရက်အတွက်ကျွန်တော်က take နဲ့သုံးပါတယ် she will blank the cake to the party tomorrow သူမကတဲ့ cake မုံကို um to the party ဆိုတော့ဒီပျော်ပွဲရှင်ပွဲကိုမနှက်ဖန်ကြလို့ရှိရင်ယူလာလိမ့်မယ်လို့ပြောတာပေါ့နော်ဆိုရဲတော့ဒါက future မှာဖြစ်မဲ့နေရပေါ့နော် future မှာဖြစ်မဲ့နေရသူတို့အကုန်လုံးက party မှာရှိပြီးတော့ကောင်မလေးကကဲယူလာမှာဆိုရဲတော့ future မှာသူတို့ရှိတဲ့နေရာဆိုရဲတော့ she will bring the cake to the party tomorrow bring နဲ့သုံးပါတယ်နောက်တစ်ခုကကြတော့ please blank this book to the library when you're done ဆိုတော့ကျေးဇူးပြုပြီးတော့ဒီစာအုပ်ကိုတဲ့ to the library ဆိုတော့စာကြည့်တိုက်ကိုယူလာလို့ဖြစ်မပြောမလားယူသွားလို့ဖြစ်မလားပေါ့နော် when you're done နင်ပြီးသွားလို့ရှိရင် library ကိုဒီစာအုပ်ကိုယူသွားပါလို့ပြောမယ်ဒီနေရာမှာလဲပြောတဲ့သူရောပြောခံတဲ့သူရောက library မှာမရှိဘူးအဲ့ဒီသူတို့ရှိနေတဲ့နေရာကနေပြီးတော့စာအုပ်ကို library ကိုယူသွားတယ်ဆိုတဲ့အတွက် take နဲ့သုံးတယ် please take this book to the library when you're done ဆုံးတစ်ခုက I always blank my laptop with me when I travel ငါခရီးသွားတဲ့အချိန်မှာတဲ့ငါက laptop ကိုယူသွားတယ်လို့ပြောမလားယူလာတယ်လို့ပြောမလားပေါ့နော်ဆိုတော့ဒီအချိန်မှာစဉ်းစားလို့ရှိရင်ပြောတဲ့သူကိုပြောခံတဲ့သူကသူ travel သွားနေတဲ့စီမှာမဟုတ်ခီးသွားလို့ရှိရင်လို့သူပြောရ right ဆိုတော့သူတို့နှစ်ယောက်လုံးကအခုလောလောဆယ်မှာခီးသွားတဲ့စီမှာမဟုတ်ဘူးအဲ့လိုဆိုခီးသွားတဲ့စီကသူတို့မရှိတဲ့တနေရာမှာဆိုရဲအတွက် I I always take my laptop with me when I'm in trouble. ငါခီးသွားတဲ့အချိန်မှာငါရဲ့ laptop ကိုအမြဲယူသွားတယ်လို့ပြောရဲဆိုရတဲ့အတွက်ဒီနေရာမှာကျွန်တော်တို့ take ကိုသုံးတယ်ပေါ့နော်။ဆိုတော့ um ဒီ lesson ကိုနားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်။တကယ်လို့များနားမလည်ဘူးမေးခွန်းတစ်ခုခုမေးချင်တယ်ဆိုလို့ရှိရင် Aga Khan Man မှာမေးလို့ရပါတယ်ပေါ့နော်။ဟိုဒီ video အဆုံးထိကြည့်ပေးအတွက်ကျေးဇူးများကြီးတင်ပါတယ်။ All right, have a good day.